အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။နောက်တစ်ခုဆက်သွားပါမယ်။နောက်တစ်ခုကတော့မဟာကရိယာစိတ်မှာရှိနေတဲ့သင်္ခါဒီလင်းဒီ အဲ့ဒါမဟာကရိယာစိတ်မှာလည်းထုံးစံအတိုင်းပါပဲအရှိမဒါကပထမအတွေ့သောမနာတာနဲ့ညာနာတံပြုတ်နဲ့ပထမအတွေ့ညာနာဝိပယုတ်ကဒုတိယအတွေ့ဥပ္ပခာညာနာတံပြုတ်ကတတိယအတွေ့ဥပ္ပခာညာနာဝိပယုတ်ကသတုထအတွေ့သူလည်းပဲဒီမှာလည်း၄နည်းရှိပါမယ်အဲ့တော့ကြည့်ကြပါမယ်မဟာကရိယာမဂရိယာစိတ်မှာကြတော့ဝိရတိမရှင်ပါဘူးအပတ်မညာရှင်နိုင်ပါတယ် မဂရိယာဆိုတာဘသူတွေရဲ့တန်တန်မှာဖြစ်မှာလဲဆိုယဟန္တာတွေရဲ့တန်တန်မှာဖြစ်မှာအဲ့တော့ယဟန္တာတွေရဲ့တန်တန်မှာဒုဝိရတိဆိုတာကဝိရတိစေတသိက်ဆိုတာကမကောင်းမှုဒုစရိုက်တွေသူများတတ်တတာတွေခိုးတာတွေကနေရှောင်ကျင်တဲ့သဘောရှိတယ်ယဟန္တာဆိုတာကအဲ့လိုမျိုးစိတ်မျိုးပေါ်မမပေါ်ဘူးဒုစရိုက်ဆိုတာပယ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးလုံမဲ့ဆိုတဲ့စိတ်မျိုးမပေါ်တဲ့အတွက်ကြောင့်မလို့ရှောင်စရာမလိုတဲ့အတွက်ကြောင့်မလို့ဝိရတိစေတသိက်မရှင်တော့ပါဘူးဒါကြောင့်ယဟန္တာရဲ့တန်တာကရိယာစိတ်မှာဝိရတိစေတသိက်မရှင်ပါဘူး အပ္ပမညာစိတ်တသိက်ကတော့အပ္ပမညာစိတ်တသိက်ကတော့ဒါကျမ်းတာတွေလည်းဒါမြတ်တာပွားတာတို့မုဒိတာပွားတာတို့ရှိတာဖြစ်တဲ့အတွက်ကြောင့်အပ္ပမညာစိတ်တသိက်ကတော့ရှင်းနိုင်ပါတယ်ဒါဆိုရင်တွက်လို့ရပါပြီအဲ့တော့မဂ္ဂရိယာပထမဒွေမှာအညာသမန်စိတ်တသိက်73ပါသောမနာတာရဏစိတ်တသိက်က79ပါဝိရတိကတော့မရှင်းပါဘူးအပ္ပမညာ2ပါပညာ2ပါအလုံးပေါင်းရင်35ပါရှင်းနိုင်ပါတယ် မာဂရိယဒုတိယဒုတိယတွင်မှာညာနာဝိပယုတ်ဖြစ်တဲ့တကြောင်မလို့ညာကိုနှုတ်လိုက်ပါဒါဆိုရင်35ပါးမှာတလုံးနှုတ်34ပါးရှင်နိုင်ပါတယ်မာဂရိယတတရတွင်ပိဋိစေတသိက်ကိုနှုတ်လိုက်အညာသမန်စေတသိက်က73 72ပါးဥပက္ခသာကိုဖြစ်သွားပြီဆိုတော့ပိဋိနှုတ်ပေးလိုက်ပါကျန်တာကတော့သောပနာတာရဏ79ပါးဝိဓိမရှင်ဘူးအပ္ပမညာက2ပါး ညာနာတံမျိုးဖြစ်တဲ့ကြောင့်မလို့ပြင်းချင်းတရေပညာစေတသိက်တစ်ပါးရှင်ပါမယ်အဲ့တော့ရှင်နိုင်တဲ့စေတသိက်အားလုံးပေါင်းလိုက်34ပါးရှိပါတယ်အဲ35 34 34စတုတ္တရတွေကတော့ညာနာဝိပယဥပ္ပခာသာကုညာနာဝိပယစိတ်ဖြစ်တယ်ပိဋိကျင်လိုက်ပါဥပ္ပခာဖြစ်တဲ့တော့ပိဋိကျင်အညာသမန်း72ပါးသောဘနာတာရဏစေတသိက်က19ပါးဝိရတိယမရှင်ဘူးအပ္ပမညာ2ပါးညာနာဝိပယုတ်ဖြစ်လို့ပညာမပါပါဘူး အားလုံးပေါင်းလိုက်33ပါရှင်းနိုင်ပါတယ်အ35 34 34 33ဒါကတော့မာကရိယာစိတ်မှာရှိတဲ့သင်္ခါလီ၄နီးပါဒါဆိုအားလုံးပေါင်းလိုက်ပြန်ပြန်ချုပ်လိုက်မယ်ဆိုရင်သင်္ခါနီကာမတောပနာစိတ်မှာသင်္ခါနီ12ပါရှိပါတယ်ဒီကောင်းကျောင်းအနေနဲ့မှတ်မယ်ဆိုရင်မဟာကုသိုလ်စိတ်မှာ၄နီး38ကတနီး38ကတနီး39ကတနီး36ကတနီး ဲ့မဟာကုသိုလ်စိတ်မှာ အများဆုံး38ပါးအထိရှင်နိုင်ပါတယ်အဲ38ပါးဆိုတာကတော့အညသမန်းက73ပါးလုံးရနိုင်တယ်သောမနက25ပါးလုံးရနိုင်တယ်ဒါကြောင့်မဟာကုသိုလ်မှာ38ပါးလုံးရနိုင်ပါတယ်နောက်တစ်ခုကမဟာဝိပဿနာ8ပါးမဟာဝိပဿနာမှာတော့၅ပါးမရနိုင်ဘူး။၅ပါးနှုတ်ပေးရပါမယ်။အဲ၅ပါးကဘာတွေလဲ ဝိရတိ3ပါအပ္ပမညာ9ပါအဲ့9ပါမရှင်းနိုင်ပါဘူးမာဝိဘတ်တွေဟာကုသကံရဲ့အကျိုးတရားလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှောင်ရမဲ့သဘောမျိုးလည်းမရှိဘူးပညာကိုအာရုံပြုတာမျိုးမဟုတ်သူကာမကိုပဲအေကံအာရုံပြုနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလိုအပ္ပမညာလို့ဟိုတတဝပညာအာရုံပြုတာလည်းမဟုတ်ဘူးဒီ၅ခုမရှင်းနိုင်ပါဘူးအကြမ်းဘလို့ငါးလုံးထုတ်လိုက်ရင်လွန်ရောကျွန်ရောသူမှ33ပါအများဆုံးပါပဲ33ပါတဏီ 32ပါးတဏီ32ပါးတဏီ32ပါးတဏီဟာမကရိယာစိတ်မကရိယာစိတ်မှာတော့အများဆုံးဆို38ပါးရှိမယ်နော်ဒီမှာမာကုသမှာအများဆုံးရမယ်အဲ့တော့မကရိယာယဟန္တာကြီးတွေမှာဖြစ်တဲ့စိတ်ကရိယာစိတ်ဆိုတာကရှောင်ကျင်စရာမလိုတော့ဘူးဝိရတိမလိုဘူးဒါဆိုသူကတော့3ပါးနှုတ်လိုက်ရပါပြီဘာ3ပါးနှုတ်ပါလဲဝိရတိ3ပါးနှုတ်လိုက်ရင်အများဆုံးရှင်နိုင်တဲ့စိတ်တစိတ်ထွက်လာပါလိမ့်မယ် ဲ့တော့ weekly စစ်ဆေး3ပါနှုတ်လိုက်ပါခမ38ထဲကနေ3ပါနှုတ်အလွန်ရောကျွန်ရော35ပါရမယ်34ပါတနည်း34ပါတနည်း33ပါတနည်းဟောဒီနောက်ခုကတော့ကဏန်းလေးတွေတူနေပါတယ်33 39 39 32 34 34တိုးတော့လဲပထမဒီဘက်ကဟာညာနာဝိပြုတ်ဖြစ်တဲ့ကြောင့်ဉာဏ်နှုတ်ထားတာပါဒီဘက်39ကကျတော့ဒါဥပက္ခသကုဖြစ်နေတဲ့ကြောင့်မလို့ PT နှုတ်ထားတာပါအဲ့ဒီ line မှာအဲ့လိုကွာခြားကြည့်မလို့ရှိပါမယ်အဲ့ဒီမှာညာဉာဏ် နော်ဒီကဒုတိယလာရညံခြင်းပီတိခြင်းညံပီတိခြင်းဒါပထမနှစ်ခုကိုတော့ပထမဒွေဒါဒုတိယဒွေတတိယဒွေစတုတ္ထဒွေအဲ့လိုခေါ်ပါတယ်ဒါဆိုရင်တော့ရမှတ်ရတာလွယ်ပါပြီကာမသောမနာစိတ်သင်္ခါနီဓမ္မ၄နီဓမ္မ၄နီဓမ္မ၄နီအားလုံးပေါင်းလိုက်ရင်၁၂နီပြီးသွားပါပြီဒါလွယ်လွယ်လေးပါပဲစိတ်ပိုင်းစရာမှာဒီသင်္ကေတလေးတွေထည့်လိုက်ရင်ပဲပြီးပါပြီ ဒိဗ္ဗံနေနဲ့မှတ်မယ်ဆိုရင်တော့ကရိယာစိတ်တွေ logic ဘုပ္ပစိတ်တွေမှာဝိရတိမရှင်ဘူးဝိရတိဆိုတာဘာဖြစ်လဲဧကံကုသသဘောရှိနေတယ်ရှောင်ကျင်တယ်ဆိုတော့ဧကံကုသသဘောရှိနေတယ်အဲတော့ဝိပ္ပစိတ်ကလည်းကုသရဲ့အကျိုးဖြစ်တဲ့ကြောင့်မလို့ဝိရတိမရှင်နိုင်ဘူးကရိယာစိတ်ဆိုတာကလည်းရှောင်ကျင်ရမလို့တဲ့ကြောင့်မလို့ဝိရတိမရှင်နိုင်ဘူးနောက်တစ်ခါဝိပ္ပစိတ်မှာကာမဝိပ္ပစိတ်မှာအပ္ပမညာမရှင်နိုင်ဘူးဘာကာမဝိပ္ပဆိုတာကအကျိုးတရားစိတ်လေးတွေဖြစ်တယ်ပြီးသူကကာမတရားကိုပဲအေကံအာယုံပြုနေတယ်အတိတ်ကလောက်ထားတဲ့ ကံရဲ့အကျိုးအနေနဲ့ဖြစ်တာဖြစ်တဲ့ကြောင့်ကာမတရားကိုအေကံအာယုံပြုနေတယ်။အပ္ပမညာဆိုတာကပုဂ္ဂိုလ်တ attva တွေအာယုံပြုရတယ်။တ attva တွေတမ္မာပါတိချမ်းသာဆိုရင်မြတ်တာဆိုတဲ့တ attva အာယုံပြုတယ်။အဲ့တော့တ attva အာယုံပြုတာကြောင့်အာယုံချင်းမတူတဲ့အတွက်ကြောင့်မလို့အပ္ပမညာမရှင်နိုင်ပါဘူး။အမဟာကုသိုလ်စိတ်မှာဝိရဒီအပ္ပမညာရှင်နေဆိုပေမဲ့လည်းပဲသူတို့ကတပြိုင်နက်တည်းတပြိုင်တည်းမဖြစ်ပါဘူး။ပြိုင်တူမဖြစ်ပါဘူး။တီးချားစီတီးချားစီရှင်ပါတယ်။ ဲ့တော့ဝိရတိထဲမှာတဘာရှင်နေကျန်တဲ့ဟာမရှင်နိုင်ပါဘူးအပ္ပမညာရှင်နေပြီဆိုတော့ကျန်တဲ့ဟာမရှင်နိုင်ပါဘူးတခြားကြောင့်မလို့ဝိရတိအပ္ပမညာရှင်နိုင်ပြီရှင်ညာတော့လေဒီ၅ပါးလုံးတဘောင်းနဲ့မဖြစ်နိုင်ပါဘူးဖြင့်တဘာတွေပဲဖြစ်ပါမယ်ဘာကြောင့်လဲဆိုအာယုံမတူလို့ပါဝိရတိဆိုတာကလွန်ကျူးသွားမှဟောအာယုံပြုတယ်ဥပမာသူများအသက်ကိုတတ်တာနေရှောင်ကျင်တယ်ဆိုတတ်တော့အာယုံပြုလိုက်တယ်တတ်တော့အာယုံပြုနေတဲ့အချိန်မှာတခြားသောဝိရတိတွေဥမနာအတ္တမဝါစာပြောတဲ့ဟာနဲ့ပတ်သက်ပြီးတော့ စေသိက်ကမရှင်နိုင်ပါဘူးအဲအပ္ပမညာထဲမှာရှင်တဲ့တတဝါတွေအာယုံပြုပြီးဖြစ်တဲ့ကျမ်းမာပါစေချမ်းသာပါစေစသည်ပုံစံမျိုးမုဒိတာကရုဏာပုံစံမျိုးအဲ့လိုမျိုးစေသိက်တွေလည်းမရှင်နိုင်ပါဘူးဒါကြောင့်မလို့ဘုရားဒီအပ္ပမညာစေသိက်၅ပါးဟာပြိုင်တူမဖြစ်ပါဘူးတိကျစီဖြစ်ပါမယ်တပါးချင်းစီပဲဖြစ်ပါမယ် အားလုံးသောတက္ကရာမအပေါင်းယောဂီပေါင်းတို့သည်ကိုယ်စိတ်နှစ်ဖြာအကျမ်းပါချမ်းသာပေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတရားမြတ်များလင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ